بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اما بعد تشينيو ليزا تي تانا تو كاشين تروسين باون لو كيميا شريعه تيارو كا چنورو كو تين بي تاري لو تياو كو بيو شين اون لو بي با اكي يو لو تياو كو بيو شين اون ملون ناين ناو ما تارو ملون مي سين نه اري لو سيسين يي توا اون အဲ့ဒီလိုဝန်နေသွားအောင်စိတ်မကောင်းဖြစ်သွားအောင်တော့မလုံမီစေနဲ့ဒီတိုင်းပဲရှရီယတ်ကကျွန်တော်တို့ကိုသင်ထားတယ်လူတွေကိုချီးမွမ်းပေးပါအကေကြီးကိုက မချီးမွမ်းပေးနိုင်ဘူးဆိုရင်တော့မှဒါတော့မလုံမီစေနဲ့ဟောသူ့ကိုမကောင်းပြောတာသူ့ရဲ့နာမည်ကို ဖြတ်တာတော့မလုံမီစေနဲ့ဒီတိုင်းပဲလူတစ်ယောက်ကိုစိတ်ချမ်းသာမှုတွေပေးပါ အကေကိုကသူ့ကိုစိတ်ချမ်းသာမှုတွေမပေးနိုင်ဘူးဆိုရင်တော့မှဒါတော့မလုံမီစေနဲ့ကိုကြောက်သူစိတ်ဒုက္ခမရောက်မီစေနဲ့ဒီတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ယောဂာတွေထဲမှာအပြင်းထန်ဆုံးနဲ့အဆူရဆုံးယောဂါကပေယောဂါလေနှလုံးယောဂါပဲနော်ဒုတိယကဲနှလုံးမှာဖြစ်တဲ့ယောဂါနော်အင်တာမတ်ကိုပဲဝေဒနာခံစားရခက်တယ်ဒါကြောင့် ကျမကြီးမကောင်းတဲ့သူတယောက်ကိုမိတဲ့အခါမှာခံပါယောဂဖြစ်နေတာလေနော်နှလုံးဖြစ်နေတယ်ဆိုရင်အားလုံးအယမ်းစိတ်ပူကြ။ဘာဖြစ်လို့လဲဆိုရင်နှလုံးဆိုတာကနော်ခန္ဓာကိုယ်ရဲ့အင်မတန်အရေးပါတဲ့အစိတ်ပိုင်းဖြစ်တယ်။နော်ဒီတော့နှလုံးမကောင်းဘူးနှလုံးယောဂခံစားနေရရင်တော်တော်လေးခံစားရတယ်။နောက်ဆုံးအသံတည်းအထိပါဆိုရင်နိုင်စရာရှိတယ်။အဲ့ဒီအတွက်ယောဂတွေထဲမှာနှလုံးယောဂနှလုံးမှာဖြစ်တဲ့ ခံစားမှုอ่ะဒါခံစားရအဆုံးယောဂါပဲဒီတိုင်းမဲ့လူတစ်ယောက်ကိုကိုဒုက္ခပီးတယ်သူ့ရဲ့ခန္ဓာကိုယ်မှာကိုကြောက်တော့တခြားနေရာတွေထက်နှလုံးသားမှာသွားပြီးတော့ထိခိုက်နာခြင်းကြီးကွဲသွားခြင်းကဒါအင်တမကိုပဲသူတို့ခံစားတရားဖြစ်စီတယ်အင်တန်ကြီးမာတဲ့ခံစားမှုကိုဖြစ်စီတယ်ဒါကြောင့်တခါတခါကျွန်တော်တို့ရဲ့ဘဝတတမ်းမှာတောကာကြီးကြုံရတတ်တယ် အဆင်မပြေမှုတွေကြုံရတတ်တယ်။အရိခတ်လူတွေညီးတွားကြတယ်။နော်ငါဘာလို့ဒီလောက်တော့ကကြုံနေရတာလဲ။နော်တခါတခါကျရင်နော်အဆင်ပြေမဲ့လမ်းစာလေးတွေ့တယ်ခဏနေပျောက်သွားတယ်။တခါတခါကျရင် အလုပ်တစ်ခုလုပ်ဖို့အောင်မြင်မယ်လို့နော်မြင်တော့မှရှိသေးတယ်ဘာမှနော်အောင်မြင်မှုကအဆအနာတော့မရှာတွေ့တော့ဘူး။နော်တခါတခါကျရင်နော်ဒီတိုင်းကြီးနေနေရင်းနဲ့ကိုကိုစီကိုတောကလေးဒုက္ခလေးရောက်လာတတ်တယ်။တခါတခါကျရင်ဘာမှုတ်တဲ့အမှတီတီလေးတစ်ခုကို နော်အကြီးကြီးကျွန်တော်တို့အခက်ခဲတွေးသွားရတယ်ဒီတော့အဲ့ဒီအခါလူတွေကတွေးတယ်နော်ဘာဖြစ်လို့ငါကြီးပဲတလောက်ဒုက္ခတွေခံစားနေရတာလဲဘယ်တော့မှအဆင်ပြေမှုဆိုတာမရှိဘူးနေတိုင်းနေတိုင်းပူဆွေးမှု စိတ်ဆင်းရဲမှုတွေကြီးပဲနော်အဲ့ဒီလိုတွေးမိကြတယ်နော်ဒီတော့တစ်ခါတစ်ခါကြာရင်လည်းနော်ဒီလိုတွေးမိတယ်နော်ငါကအမြဲတမ်းတလောက်အဆင်မပြေဖြစ်နေရအောင် နော်ဘယ်သူကများငါကိုကြာသူလုပ်ထားတာလဲဘယ်သူများများဘယ်သူကများငါကို ောက်လန်းနေအပေါ်လန်းနေနဲ့လှုပ်ပြီးတော့အဆင်မပြေအောင်လှုပ်ထားတာလေအဲ့ဒီလိုတွေးမိကြတယ်။နော်အမှန်တကယ်တော့အဲ့ဒီလိုမဟုတ်ဘူး။နော်ကျွန်တော်တို့ဒုက္ခတစ်ခုကိုကြုံရတယ်အဆင်မပြေမှုတွေကြုံနေရတယ်အဆင်မပြေမှုတွေစက်တိုက်ဖြစ်နေတယ်ဆိုရင်ဒီအချက်ကို တွေးကြည့်တဲ့နဲ့နော်ငါကကောဘသူတွေကိုဘလို့နော်ခံစားမှုတွေဖြစ်အောင်ငါလှုပ်ထားမိလေ။ငါကဘသူတွေရဲ့နှလုံးသားတွေကိုခြေခွဲအောင်ငါလှုပ်ထားမိလေ။နော်ဘသူတွေရဲ့နှလုံးသားမှာနော်တန်ရာတွေငါပေးထားမိလေ။ เนาะအဲ့ဒါကိုအရင်ဆုံးကျွန်တော်တို့တွေးသိနေကျွန်တော်တို့ကเนาะကိုရှောက်လန်းနေတဲ့အချိန်မှာကျွန်တော်တို့ဂယုမဆိုင်မိဘူးเนาะကိုကြောင့်လူတယောက်အခက်အခဲဖြစ်သွားတယ်ဂယုကိုမဆိုင်ဘူးကိုကြောင့်လူတယောက်နာကျင်သွားတယ်ဂယုကိုမဆိုင်ဘူးကိုကြောင့်လူတယောက်အဆင်မပြေဖြစ်သွားတယ်เนาะနနေ့လေးတောင်မှစိတ်ထဲကမှုတော့မမှုဘူးเนาะဒီတော့အဲ့ဒါဒီကိုကျွန်တော်တို့ကเนาะတိ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 လေးတွေလို့ပဲထင်ဥမာဖြစ်လူတယောက်ကိုကိုကเนาะနာကျင်အောင်လုပ်မိတယ် เนาะအဲ့ဒီလိုကကိုယ်စိတ်ဆိုးသွားရင်ကျွန်တော်တို့ကဘာထင်လဲဆိုရင်เนาะဒီလောက်သေးသေးလေးကိုကွာစိတ်ဆိုးစရာလားနော်ဒီတိုင်းမဲ့ငါတလောက်တိတိလေးငါဘာမှလုပ်လိုက်တာမှမဟုတ်တာဒါလိကမြတ်တော့သွားပြီးတောင်းပန်စရာလားအဲ့ဒီလိုထင်နေနော်တခါတခါကြာရင် နော်ဖုံမှုတ်ဆိုတာတိတိလေးပဲနော်အဲ့ဒီဖုံတွေကတလောက်များလာပြီးဆိုလို့ရှင် နော်ဖုံကအခန်းတစ်ခုလုံးကိုအုပ်သွားမယ်နောက်ဆုံးအခန်းထဲမှာဘာမှမြင်ရတော့မှာကိုမဟုတ် နော်ဒီတော့တီတီလေးတွေပဲများလာတဲ့အခါကျရင်အရာကအင်တန်ကြီးမာတယ်နော်ကုဘောအတွက်အခက်ခဲကြီးလာတကူလာဖြစ်တတ်ဒီတော့နော်တခါတခါကိုအစဉ်ပြေဖို့လမ်းစားရောက်လာတယ်ဒါပေမဲ့ကိုလူပေါင်းများစွာကိုစိတ်နာကျင်အောင်လုပ်ကြမိတယ်အဲ့ဒီနာကျင်မှုတွေကကိုယ့်ရဲ့လမ်းမှာလာပြီးတော့ပိတ်နေတတ်တယ်နော်ကိုအောင်မြင်ဖို့အတွက်အဖို့ကိုတက်လှမ်းနေတယ်အဲ့ဒီအခါကိုလူတွေကိုစိတ်ဒုက္ခတွေ ပြီးခဲ့တယ်။နော်အဲ့ဒီလိုစိတ်ဒုက္ခတွေကကိုတန်းလှမ်းနေတဲ့လမ်းကြောင်းတစ်ခုမှလာပြီးတော့အဟံအတာအတာစီတွေဖြစ်နေတတ်တယ်။နော်တခြားမှုလို့ကိုအဆင်မပြေဘူးအခက်ခဲတွေကြုံရတယ်ဒုက္ခတွေရောက်တယ်ဆိုလို့ရှင်နော်တွေးတင်တယ်ငါကကောဘသူတွေကိုအဆင်မပြေအောင်ငါဘယ်လိုလုပ်ခဲ့မိလဲဘယ်လိုလုပ်ခဲ့မိလဲနော်ဒီနေ့ကျွန်တော်တို့ကအမှတ်မထင်လူတစ်ယောက်ကိုပြီးမိတဲ့ဒုက္ခတွေအင်တာမတ်ကိုပဲများတယ်နော်အမှတ်မထင်ပြီးမိတာ နော်တမိကြီးဝေပြီးလုံးမိတာတော့မဟုတ်ဘူးအမတ်မတင်ပြီးလိုက်တယ်သူ့ပြင်မဲ့လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဂယုကိုပြန်ပြီးတော့မဆိုင်နော်တခါတခါကျရင်ကိုပြီးလိုက်တဲ့ဒုက္ခကိုနော်ဒါကနော်တဖက်ကစိတ်ဆိုးတယ်တဖက်ကအခက်ကဲဖြစ်သွားပါတယ်လို့ပြောရင်တော့မှကိုကပြန်ပြီးတော့နော် तू ကဒါလေးကိုတလောက်လေးနဲ့ပါဖြစ်သွားတာလေကျွန်တော်တို့အဲ့ဒီလိုထင်မိသေးတယ်အမေရိကန်အဲ့ဒီလိုမဟုတ်နော်ဘဝမှာ နော်ဒီလိုရှောင်ချီပြီးနေထိုင်ရမယ်ကိုကြောက်လူတယောက်ဒုက္ခမဖြစ်ရဘူး ကိုကြောင့်လူတစ်ယောက်နည်းနည်းမှစိတ်အဆင်းရဲမဖြစ်ကြဘူးကိုကြောင့်လူတစ်ယောက်နည်းနည်းမှအခက်အခဲမဖြစ်သွားရဘူးတော့အဲ့ဒါကိုကိုဘလောက်ရှောင်ပြီးနေတိုင်းလဲကိုဘဝမှာလည်းပဲအဲ့ဒီလောက်အခက်အခဲတွေကင်းလိုက်မယ်ကိုဘဝမှာလည်းပဲအဲ့ဒီလောက်အဆင်ပြေမှုတွေရရှိလိုက်မယ် ကိုကသူများဒုက္ခဖြစ်တာကိုဂယုမဆိုင်ဘူးเนาะကိုဒုက္ခဖြစ်မှဒုက္ခဖြစ်လာပါပြီရဲ့ဆိုပြီးကျွန်တော်တို့တွေးမိလို့เนาะဘာမှအဲ့ဒီချိန်ကြမှာကျွန်တော်တို့เนาะအဆင်ပြေမှာမဟုတ်ဘူးအဆင်ပြေမှုတွေရမှာမဟုတ်ဘူးကိုဒုက္ခမရောက်ချင်ဘူးကိုအခက်အခဲတွေမရောက်ချင်ဘူးကိုရဲ့အောင်မြင်မှုရဲ့လမ်းတွေမပိတ်ချင်ဘူးကိုရဲ့အဆင်ပြေမှုတဲ့လမ်းမှာအဟံတာမဖြစ်စေချင်ဘူးဆိုရင်เนาะသူတစ်ပါးရဲ့เนาะစိတ်တန်ရာတွေဖြစ်စေမဲ့ကိစ္စကျွန်တော်တို့ဘာတစ်ခုမှမလုံးမီဘူးလိုအပ်တယ် ဒါတော့ကိုယ့်ရဲ့လုံရတစ်ခုအတိုင်းတစ်ခုတိုင်းမှာကယူဆိုင်ကမယ်ကိုယ့်ရဲ့ခြေလန်းတစ်ခုတိုင်းတစ်ခုတိုင်းမှာငါကြောင့်နောက်လူဒုက္ခမရောက်ကဘူးငါကြောင့်နောက်လူနည်းနည်းမှမခံစားသွားရဘူးငါကြောင့်နောက်လူနောက်နည်းနည်းမှမထိခိုက်သွားရဘူးနော်လောကမှာနော်ကျွန်တော်တို့ကထိနေတယ်နော်လူတယောက်ရဲ့အရှိမသွားပြီးတောင်းပန်လိုက်တယ်သူ့ရဲ့အရှိမသွားပြီးတော့သူ့ကိုချွတ်ချွတ်ယူယူလေးဆက်ဆံလိုက်တယ်သူကိုအောက်ကျခံပြီးတော့ကိုဘက်ကနေစပြီးစကားပြောလိုက်တယ်။တော့ဒါကအင်တာမတ်ကိုပဲ နော်ဒါကိုဘက်ကနေပြီးတော့နော်အောက်ကိုကျသွားတာကိုကအောက်ကနေပြီးတော့နော်ဟိုနေလိုက်ရတာကိုရဲ့နော်အဆင်အတန်နေကျသွားတာအဲ့ဒီလိုထင်နေနော်သို့ပေမဲ့အဲ့ဒီလိုမဟုတ်ဘူးနော်ခြာဒီစတောမှာတမန်တော်ကြီးဆလလာအလိုင်စလမ်အမိရှိတာတဲ့မန်တဝါဆောအဒီလာရဖာအဟူလာဘဒုကအလ္လာဟ်အတွက်ယူချူးလိုက်လေအလ္လာရှင်မတခင်အဲ့ဒီလူကိုမြင့်တင်ပေးလိုက်မယ်ဒါတော့ကိုကတခါတခါကြာရင် နော်ကိုက ကိုဘက်ကနေပြီးတော့အောက်ချလိုက်လို့တော့ရတယ်။သို့ပေမဲ့အဲ့ဒီလိုအောက်ချဖို့ကအရန်ကြီးအခက်အခဲတစ်ခုလို့ဖြစ်နေတတ်တယ်။အရန်ကြီးကိုစိတ်ကလေးနေတယ်။ငါသူ့ကိုဘာလို့အရင်သွားပြီးစကားပြောရမှလဲ။နော်လုံးဝမပြောချင်ဘူးစိတ်ကထွက်ပြောလို့ကိုနော်စဉ်းစားလို့ကိုမရဘူး။ဗစက်ကပြောဖို့ဘလို့ပဲကြိုးစားကြိုးစားမထွက်ဘူး။နော်အဲ့ဒီလိုပြောလိုက်ရင်ငါတော့သူတော်တော်ငါ့ကိုအတင်သိသွားမှာပဲ။အဲ့ဒီလိုကျွန်တော်တို့ထင်ကြတယ်။အမှန်တကယ်ကအဲ့ဒီလိုမဟုတ်ဘူး။နော်လောကမှာနော်အောင်မြင်ခြင်းရင်လောကမှာ တိုးတက်မှုတွေရစေခြင်းရင်တော့ဘာလို့ကမလဲ YouTube မှုကိုလောက်ကမယ်ဘလောက် YouTube လဲအလရှင်မတကေသူ့ကိုအဲ့ဒီလောက်တိုးတက်အောင်မြင်မှုချိန်မြင့်တဲ့တော့ဘလောက်လူတွေကိုအောက်ကျခံပြီးဆက်ဆံလိုက်လဲအလရှင်မတကင်သူ့ရဲ့ Izzet ကိုလူတွေလူတွေရဲ့ရင်ထဲမှာထည့်ပေးတယ်ဒါကြောင့်လူတစ်ယောက်ရဲ့အရှိမကိုရိုးရိုးချိုးချိုးနေလိုက်တာလူတစ်ယောက်ရဲ့အရှိမအောက်ကျခံပြီးတော့သူ့ကိုတော့အနစ် စည်းကမ်းတွေကိုသွားပြီးတော့ဆက်ဆံလိုက်တာတော့အဲ့ဒါကိုဟာအလတ်ရဲ့ရှိတော်မောင်မှာအစင်တန်းနေမြင့်မားသွားတာပဲဒါကိုဒုနီယာမှာကောအာခိရတ်မှာကောအစင်တန်းမြင့်မားဖို့အတွက်အကြောင်းခံပဲတော့ဒုပိမဲ့ရှိုက်သန်ကအဲ့ဒါကိုအမြဲတမ်းတာစီတတ်တယ်ဘာရှိလို့မင်းဘက်ကနေစပြီးတော့တောင်းပန်ရမှာလဲတော့ဘာဖြစ်လို့မင်းကသူ့ကိုသွားပြီးတော့အရင်စကားတော့ပြောရမှာလဲဘာဖြစ်လို့သူ့မခေါ်တာကိုမင်းကဘာလို့အရင်သွားခေါ်ရမှာလဲတော့ဒါရှိုက်တန်ကအမြဲတမ်းအတားဆီးလုပ်တယ်တော့ကျွန်တော်တို့မှတ်ထားပါ နော်ရှိုက်တန်ကဘာအတွက်နော်လူတယောက်ရဲ့စိတ်ကိုလေးနေအောင်လုပ်တယ်မင်းသွားပြီးစကားမပြောမိစေနဲ့နော်မင်းသွားပြီးအရင်မခေါ်မိစေနဲ့နော်မင်းသွားပြီးအရင်နှုတ်ဝတ်ဆက်မိစေနဲ့နော်မင်းသွားပြီးသူ့ကိုဆလမ်မပေးမိစေနဲ့နော်မင်းဘက်ကနေမာဖီမတောင်းမိစေနဲ့နော်နော်ရှိုက်တန်ကအဲ့ဒါကိုလုံးဝတားဆီးထားတယ်ဘာကြောင့်တားဆီးထားတာလဲအကေသူအဲ့ဒီလိုသွားလုပ်လိုက်မယ်ဆိုရင် အလ္လာဟ်ရဲ့ထံတော်ပါမှာအကြီးအကျယ်လက်ခံမှုရရှိသွားလိမ့်မယ်ဒါတော့ရှိုက်တန်က ဗန္ဒအလိုက်ထံတော်ပါမှာအကြီးအကျယ်လက်ခံမှုရရှိသွားမှာကိုဘရောမှာသူနှစ်သက်မှာမဟုတ်ဘူးအဲ့ဒီအတွက်တော့လူတစ်ယောက်ကိုဒီလိုအချိန်မှာဥမာဖြစ်ကိုကတစ်ဖက်သားကိုတောင်းပန်မဲ့ကိစ္စကိုကတစ်ဖက်သားကိုတော့စပြီးတော့စကားပြောမဲ့ကိစ္စနှုတ်ဆက်မဲ့ကိစ္စတော့တစ်ဖက်သားကိုကိုအောက်ချခံပြီးတွားပြီးတော့ဆက်ဆံမဲ့ကိစ္စမှာရှိုက်တန်ကအမြင့်နဲ့အဟံတားလုပ်တဲ့ဘာဖြစ်လို့လဲအဲ့ဒီကြောက်ရလာမဲ့အချိုးဆော့အဲ့ဒီကြောက်ရလာမဲ့အစင်တန်ကအင်တာမတ်ကိုပဲကြီးမာလာလုံးနဲ့ ဒါကြောင့်เนาะကျွန်တော်တို့တွေเนาะကိုယ့်ရဲ့ဘဝတက်တမ်းမှာပထိုးမဆိုဒုတိယကိုဒုက္ခမပြီးမီအောင်ဒုတိယကိုကြောင့်စိတ်ဒုက္ခမရောက်အောင်ဂရုစိုက်ပြီးနေရမှာဖြစ်လို့အကေဆုတ်ဒုက္ခရောက်စီမိတဲ့ကိစ္စဒုတိယကိုစိတ်ဒုက္ခရောက်စီမိတဲ့ကိစ္စနှင်းနှင်းလေးလှုပ်လိုက်မိတယ်စူးခြင်းလဲပဲเนาะကျွန်တော်တို့တောင်းပန်ဖို့ဝေမလီရဘူး တော့သူ့ကိုတောင်းပန်လိုက်တာဘာမှတာကိုတော့အပန်းကြီးသွားတာမဟုတ်ဘူးအကိကိုမတောင်းပန်လိုက်လို့သူက စိတ်ထဲမှာခုနေတယ်ခံစားနေရတယ်အဲ့ဒီခံစားမှုတွေကကိုဘုံမှာလာပြီးတော့ အထက်ကအတဒုနီယာမှာလည်းဖြစ်နိုင်တယ်အာခိရတ်မှာလည်းဖြစ်နိုင်တယ်။တော့အာခိရတ်မှာလည်းကိုဂျန္နတ်ထဲဝင်ရဖို့အရေးမှာဒီကကိစ္စကြီးကလာပြီးအခက်အခဲအဟံအတဖြစ်နေနိုင်တယ်။အဲအဲ့ဒီလိုမျိုးပဲတော့ကျွန်တော်တို့လူတစ်ယောက်ကိုတော့အောက်ချခံပြီးကိုသွားပြီးစကားပြောလိုက်လို့ရတယ်ဆက်ဆံလိုက်လို့ရတယ်ဒါပေမဲ့ เนาะမဆက်ဆံဘူးမပြောဘူးเนาะတခါတခါတီးလို့ရှိတယ်ကိုနဲ့သူနဲ့စုံတယ်သူလည်းပဲကိုယ်စကားမပြောဘူးကိုကလည်းသူစကားမပြောသေးလို့ငါလည်းပဲမပြောဘူးဆိုပြီးစောင့်နေတယ်เนาะအဲ့ဒီလိုနေနေနဲ့ပဲတစ်ဖက်နဲ့တစ်ဖက်ကြားမှာတန်တရားတွေတွင်ပြီးတော့တန်တရားတွေကြီးပြီးတော့ပူပြီးတော့ နော်ကြီးမားတယ်နော်ဟိုမပြောမဆိုမှုတွေဖြစ်လာလိမ့်မယ်ဒီတော့အဲ့ဒီအချိန်မှာကိုကသွားပြီးတော့အောက်ချခံလိုက်တယ်သူဖုန်းမဆက်ကိုကိုအရင်ဖုန်းဆက်လိုက်တယ်နော်သူဆလံမပေးကိုအရင်ဆလံပေးလိုက်တယ်နော် तू ကကိုကိုနှုတ်မဆက်ကိုကိုကအရင်သူ့ကိုသွားပြီးတော့နှုတ်ဆက်လိုက်တယ်နော်အဲ့ဒီလိုလုံမိလိုက်တာကျွန်တော်ထင်လိမ့်မယ်ငါတော်တော်အောက်ချခံလိုက်ရတာလို့တင်လိမ့်မယ်ဒါကအလိုက်ရထံတော်ပါမှာအင်တန်မကိုပဲအဆင့်အတန်မြင့်မှာဘူးအချောင်းကံပဲအလရှိမတ်တခင်ကအဲ့ဒါကိုကြည့်ကြည့်ပြီး ဗန်ဒါရဲ့အဲ့ဒီယိုချိုးမှုဒါကိုပဲတဝါစုလို့ခေါ်တာအဲ့ဒီယိုချိုးမှုကိုကြည်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 ပြီးတော့အလရှင်မတခင်ကဗန်ဒါရဲ့အစင်တန်းတွေကို မြင့်တင်ပေးတယ်တဝါစုဆိုတာယိုချိုးမှုကကျွန်တော်တို့ကထင်တယ်တဝါစုဆိုတာကတော့အကြီးကြီးတွေသူတော်စင်တွေရဲ့အရှိမတဝါစုလို့ကမှာနော်ကျွန်တော်တို့ထင်နေတဲ့တဝါစုဆိုတာကနော်ကိုသိချေရတဲ့လူကြီးတွေရဲ့အရှိမတဝါစုလို့ကမှာ တော်ဝါစုကအဲ့ဒီလိုမဟုတ်ဘူး။နော်ဒီပုဂ္ဂိုလ်ရဲ့အရှိမတော်ဝါစုလို့ရတာလွေ့တယ်။ဘာလို့လဲကိုကငကိုရဲကသူ့ကိုကြီးညိုပြီးသားငကိုရဲကချစ်ပြီးသား။နော်အဲ့ဒီလိုလူပုဂ္ဂိုလ်ရဲ့အရှိမကိုယူချိုးပြရတာလွေ့တယ်။ဒီလိုလူတွေရဲ့အရှိမလည်းကိုတော်ဝါစုယူချိုးမှုလောက်ကမယ်။အဲ့ဒီလူတွေကကိုနဲ့အဆင်မပြေတဲ့သူနော်ကိုကိုရန်ရှာနေတဲ့သူကိုရဲ့မကောင်းကြောင်းတွေအပြင်မှာပြောတဲ့သူကိုကိုအမြဲတမ်းနော်အနောက်ကနေပြီးတော့တိုက်ခိုက်နေတဲ့သူကို့အပေါ်မနာလိုတဲ့သူသူတို့နဲ့တွေ့ရင်လည်းပဲ တော်ဝါစုလှုပ်လိုက်ယူချိုးလိုက်နော်အဲ့ဒီအချိန်တော်ဝါစုလှုပ်ရတာယူချိုးမှုလှုပ်ရတာအင်မတမကိုတော့ခက်ခဲတယ်သို့ပေမဲ့အဲ့ဒီရဲ့တော်ဝါစုရဲ့ဆဝါကအင်မတမကိုပဲ ကြီးမာတယ်အင်မတမကိုပဲကြီးမာတယ်ဒါကြောင့်နော်ဘသူကဘလောက်တော်ဝါစုလှုပ်လဲဘလောက်ယူချိုးမှုလှုပ်လဲနော်တော်ဝါစု အစစ်အမှန်ကိုအဲ့ဒီမှာတွေ့ရ နော်ကိုကြည်ညိုတဲ့သူကိုချေရတဲ့သူကိုခင်တဲ့သူရှိမှတဝါဆိုးကလွယ်လွယ်လေးလုပ်လို့ရတဲ့ယူကျုံမှုကသူ့ပေမဲ့ကိုမခင်တဲ့သူကိုနဲ့အစိမ်းမပြေတဲ့သူကို့ပေါ်အမင်းမလုံးမုံတီထားတဲ့သူရဲ့အရှိမယွယွချိုချိုသူ့ကိုသတ်ဆတ်ဆန်ရတာဒါအင်တာမတ်ကိုပဲခက်ခဲလုံးအကြည့်တယ် နော်အဲ့ဒီလိုခက်ခဲတဲ့ကိစ္စကိုကျွန်တော်တို့အလတ်အတွက်ဆိုပြီးတော့လှုပ်လိုက်မန်တဝါဇာအလီလာဘသူကအလတ်အတွက်ယူချိုးလိုက်မလဲရာဖာအဟူလာ အလရှမတ်တခင်သူ့ရဲ့အစင်တန်းတွေကိုမြင့်တင်ပေးလိုက်မယ်နော်ဒီတော့ဒုနီယာမှာကိုယ့်ရဲ့အစင်တန်းမြင့်တင်ဖို့အကြောင်းကနော်အဲ့ဒါကကိုယ့်ရဲ့ယူချိုးမှုပဲနော်ဘလောက်ယူချိုးစွာနေထိုင်မလဲအဲ့ဒီလောက်အလရှမတ်တခင်ကိုယ့်ရဲ့အစင်တန်းကိုမြင့်တင်ပေးလိုက်မယ်ဒါကြောင့်လူတစ်ယောက်က တောင်တောင်ပေါ်တက်တဲ့အခါမှာတော့အဲ့ဒီတောင်ကိုတက်ရင်ရင်ကော့ပြီးတော့ခေါင်းမော်ပြီးတော့တက်ရင်ပက်လက်လန်ပြီးတော့ပြုတ်ချသွားတတ်တယ်နော်လူတယောက်ကဟိုအမြင့်ဆုံးကိုရောက်ချင်တယ်ဆိုလို့ချင်းနော်သူကခေါင်းငုပ်ပြီးတော့နော်ကျူးကျူးပြီးတော့တက်ကနော်ခေါင်းငုပ်ပြီးတော့နော်ခနာကူကိုနော်တောင်ဘက်ကိုလုံးဝညွန့်ပြီးတော့တေးချာချာခိုင်ခိုင်မာမာနော်လက်နဲ့ကင်ထားပြီးဆွဲထားပြီးအဲ့ဒီလိုတက်ကလေအဲ့ဒီလိုမှပဲသူကအမြင့်ကိုရောက်မှာ เนาะအဲ့ဒီလိုမျိုးပဲကျွန်တော်တို့ရဲ့ဘဝတက်တန်းမှာလည်းပဲเนาะအစဉ်တန်းမြင်မမှုကဘယ်အချက်ပေါ်မှာမူတည်လဲကျွန်တော်တို့ရဲ့ယူချိုးမှုအပေါ်မှာမူတည်တယ်ဒါကြောင့်ကိုလေးပဲနောက်လူတယောက်ကိုဒုက္ခဖြစ်အောင်စိတ်ဆင်းရဲအောင်မလုပ်ရသလိုကိုကြောင့်လူတယောက်နည်းနည်းလေးနည်းနည်းလေးမဆိုစိတ်ဆင်းရဲမှုဖြစ်သွားတယ်ဆိုရင်လည်းပဲကိုဘက်ကနေသူ့ကိုပြန်ပြီးတော့တောင်းပန်ဖို့အတွက်ကိုဝေမလီရဒါကြောင့်ကိုရဲ့နောက်ဆုံးအပြောအဆိုမှာပဲဖြစ်ပါစေ နော်လူတစ်ယောက်ကိုစကားပြောတယ်ပြောတဲ့နေရာမှာလည်းပဲအင်မတန်ဂရုစိုက်ပြီးပြောမယ်ငါရဲ့စကားတစ်လုံးတစ်လုံးကြောင့် तू စိတ်တမ်းရမရသွားပါစေနဲ့နော်ကိုယ့်ရဲ့အပြုတ်အမှုမှာလည်းပဲအင်မတန်ဂရုစိုက်မယ်ငါရဲ့အပြုတ်အမှုကြောင့် तू စိတ်တမ်းရမရသွားစေနဲ့ကိုယ့်ရဲ့လောက်ရဲ့ကြောင့်နော် तू तू နှလုံးသားထဲမှာစိတ်တမ်းရမရသွားပါစေနဲ့ဒါကိုအင်မတန်မှကိုပဲဂရုစိုက်ကြမယ်ဒီတော့နော်ဒါကိုဘလောက်အထိဂရုစိုက်လာမလဲနော်ကျွန်တော်တို့ဘဝမှာအောင်မြင်မှု တွေရရှိမယ်အဲ့ဒီမှာအတိတ်ကအချက်နှစ်ချက်တစ်ချက်ကအလရှင်မသခင်ကိုကိုအစဉ်တန်းမြင်မှမူချင်းမြင်လိမ့်မယ်နောက်တစ်ချက်ကကိုကလည်းသူများကိုဒုက္ခဖြစ်အောင်မလုပ်ဘူးဆိုလို့ရှင်ကိုလေးပဲ နော်အစီအမပြေမှုတွေအခက်အခဲတွေကနေပြီးတော့နော်ဝေးကွာလိမ့်မယ်အဲ့ဒီလိုဖြစ်မှမဟုတ်ဘူးနော်ဒီတော့အများကြီးအများကြီးလူတွေဒီနေ့ညှိတွားနေတဲ့နော်အခက်အခဲတွေနော်တရက်လာလဲဒုက္ခတစ်ခုလုံးလဲအစီအမပြေဘူးနောက်တစ်ခုလုံးလဲအစီအမပြေဘူးအစီအမပြေဖို့လမ်းစားတွေ့ရင်လဲဘလို့ဘလို့ဖြောက်သွားမှမတည်ဘူးဒီတော့တစ်ဖက်မှာနော်အလိုအခံရအစီအမပြေတစ်ဖက်ကကမိသားစုကအစီအမပြေတစ်ဖက်ကသားသမီးကဒုက္ခပြန်ပြီးနော်ဒါဒီအားလုံးက ဘာအတွက်လဲကိုလေးပဲသူများကိုအဲ့ဒီလိုစိတ်တမ်းရရအောင်လုတ်ခဲ့ဘူးတယ်အဲ့ဒါတွေကကိုအရှိန်မှလာပြီးတော့ပြန်ပြီးတော့တော့အခက်ခဲအဟန့်တာစိတ်ဒုက္ခတွေအပြင်နဲ့ပြန်ပြီးတော့ရောက်ရှိလို့လာနေတာဖြစ်တယ်တချို့ကိုလေးပဲကိုဘဝမှာသူများကိုဒုက္ခမပြီးမိအောင်ကိုနေမယ်တော့ကိုစီမှလည်းပဲအဲ့ဒီလိုအခက်ခဲတွေဒုက္ခတွေရောက်ရှိလာတော့မှမဟုတ်ပါဘူးအလရှင်မတခင်ကျွန်တော်တို့အားလုံးကိုတင်ပြပါအချက်လက်များနိုင်တာနိုင်တဲ့တောက်ဖြစ်ခြင်းတော်မူပါ